င်းမင်္ဂလာပါယိုဟင်းနေပါအလာမန်ကျူစုပါရှင်ဆိုတော့ happy birthday scorpio scorpio သမားလေးတွေအတွက် happy birthday ပါအဲ့တော့ scorpio သမားလေးတွေကအောက်တိုဘာ23ကနေပြီးတော့မှ November 27တွင်မှကြာရောက်တဲ့သူလေးတွေအတွက်အဲလာပုံမှန်အဖြစ် reading လေးတွေလုပ်ပေးနေပါတယ်ဆိုတော့အခု အဲ့လားအလုံးနည်းနည်းလေးရှုံနေတော့ reading ကို um recording လုပ်အောင် edit လုပ်အောင်နော်အဲ့လားမျိုးလေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအဲ့လား um busy ဖြစ်နေတော့မလုပ်နိုင်ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့အဲ့လား short အလွယ်နည်းပါလုပ်လိုက်လေဆိုတော့အာ zoom မှာ recording တင်လိုက်တယ်တင်ပြီးရခါကြတော့ zoom recording ကို download လုပ်ပြီးတော့မှ facebook မှာအာ youtube မှာဒီ scorpio season reading လေးနဲ့ပတ်သက်ပြီးတော့မှ တင်ပြထားပါတယ်အဲ့တော့ဒီဘူကြည့်နေတဲ့သူတွေ DPO ကိုတွေ့ရဲ Scorpio သမားလေးတွေဖြစ်တဲ့ Scorpio စီဇန်မှာမွေးတဲ့သူတွေတောင်မို့ရင်ကိုယ့်ရဲ့မိသားစုထဲမှာ Scorpio အာစီဇန် Scorpio သမားလေးတွေပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ partner အာကိုယ့်ရဲ့တုံငယ်ချင်းလေး Scorpio သမားလေးတွေပါတယ်ဆိုရင်တို့တို့အတွက်တွားပြီးတော့မှအာတွားနှောင်းထောင်လို့လည်းရသလို အကိုကိုတိုင်းကစကော်ပီယိုသမားလေးဆိုလဲကိုကိုတိုင်း YouTube မှာ Your Healing by Ella Page မှာစကော်ပီယိုသမားလေးတွေအတွက် reading လေးတင်ပေးထားပါတယ်ဆိုတော့တက်ကြည့်လို့ရပါတယ်အဲ့ဒါအပြင် Ella ဘာလေးပြောပြောချင်တာလေးရှိသေးလဲဆိုတော့အခါကျတော့ Mercury retrograde ပြန်လာနေပါပြီအခု pre gala ပါ pre shadow gala လေးဖြစ်ပါတယ် Mercury retrograde Ella တီးခဲ့တဲ့ဟိုးအရင်ကလွန်ခဲ့တဲ့ဗီဒီယိုတွေမှာလည်းအများကြီးပြောပါတယ်။ Mercury retrograde ကအခုကဘယ်မှာလာမလဲဆိုတော့ဘယ်မှာလာပြီးတော့ retro မလဲဆိုတော့ Sagittarius မှာလာပြီးတော့မှ retro မယ်။အဲ့တော့ပုံမှန်အဖြစ် Mercury က communication နေနဲ့ပတ်သက်တာကိုပြတယ်။ဆိုတော့ Mercury Jodi communication mind နဲ့ပတ် communication mind ကိုပြတဲ့သူဟို communication နေနဲ့ပတ်သက်ပြီးတော့မှအာဒီလိုပြောမလဲ sorry communication နဲ့ပတ်သက်တဲ့ဂျိုးဖြစ်တဲ့အတွက်အဲ့တော့ဒီကာလဒီ Mercury ထိုကိကဘယ်လောက်ဘယ်မှာဘယ်လောက်ဘယ်ချိန်စမှာလဲဆိုတော့ November 9ရက်နေ့ကနေပြီးတော့မှ no uh um yes ဆက်တလပိုင်း9ရက်နေ့ကနေပြီးတော့မှဆက်တလပိုင်း29ရက်နေ့ထိအမ Mercury retrograde ကြပါမယ်ဒါပေမဲ့ pre ရဲ့ post ရဲ့လည်းရှိသေးရဖြစ်တဲ့အတွက် အခုတည်းကတချို့သူတွေ Mercury retrograde ရဲ့တက်ရောက်မှုလေးတွေကိုစပြီးတော့မှ မလုံးနေမလဲဆိုခန်းစားနေရမယ့်သူလေးလည်းရှိပါတယ်ဆိုတော့ mercury retrograde ကဘယ်လိုမျိုးလေးတွေတက်ရောက်မှုလေးရှိမလဲဆိုတော့ခီးသွားလာတဲ့ကိစ္စရဲ့ကလေးတွေပညာရဲ့ပိုင်းဆိုင်ရာနဲ့ပတ်သက်ရဲ့ကိစ္စရဲ့ကလေးတွေနိုင်ငံရဲ့ခြားပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့သွားမဲ့လာမဲ့ကိစ္စရဲ့ကလေးမှာနောက်နေ့ကြန့်တာတာမျိုးလေးတွေအာနောက်တစ်ခုကကျတော့ visa ကိစ္စတွေတချို့ကျနိုင်ငံခြားကိုသွားမဲ့လုပ်ငန်းဆောင်တိုင်းလို့မဆိုချို့ကျ visa ကိစ္စတွေထပ်ကတကပြန်လုပ်နေရတာဆိုရဲဆိုတဲ့ကိစ္စတွေမပြီးပြတ်သေးတာအဲ့ဒါမျိုးလေးတွေနဲ့ပတ်သက်ပြီးလဲကြုံရတတ်ပါတယ်ဆိုတော့မိမိအနေနဲ့လုပ်မယ်ဆိုရ င်တည်တည်ချာချာလေး appointment လေးတွေတည်ချာယူပါเนาะခီးသွားလာရဲ့ကိစ္စရဲ့လေးပဲဖြစ်ဖြစ်အဲနောက်တစ်ခုကတော့လင်းရင်လက်မှတ်တွေဝယ်တာကလက်မှတ်တွေဝယ်တာအမို့ကိုဟိုသွားမယ်ဆိုရင် like holiday နဲ့ပတ်သက်တဲ့ holiday booking နဲ့တိတ်တိတ်ချာချာလေးလုပ်ဖို့လိုအပ်ပါတယ်။သွားမယ်ဆိုရင်အမ် တော်ဖို့စီစဉ်ထားတဲ့သူကြီး။အော်ကို့အတွက်အရင်မကြည့်ဘူးမသွားသေးဘူးဆိုလဲဆိုခေကောင်းပါတယ်။အဲနောက်တစ်ခုကကြတော့ဗာလဲဆိုရင်စာချုပ်စာတမ်းနဲ့ကိကိစ္စရဲ့ကလေးကြီးစာချုပ်ကစားတဲ့ကိစ္စရဲ့ကလေးဒီမာကျူရီရီထိုဂရိတ်ကာလာအတွင်းမှာစာချုပ်စာတမ်းနဲ့ပတ်သက်ကိစ္စရဲ့လေးစာချုပ်ချုပ်ဆိုတာမျိုးလုပ်ငန်းဆောင်ရဲ့အဲနဲ့ပတ်သက်တဲ့ဟာမျိုးလေးစာချုပ်ချုပ်ဆိုတာမျိုးလေးနဲ့ပတ်သက်ပြီးလုပ်ငန်းဆောင်တာជីជីမာမာကြီးအတွက်စာချုပ်ချုပ်ဆိုတာမျိုးလေးဆိုရင်နည်းနည်းလေးတေချာပြင်ဆင်တာမျိုးစောင့်ဆိုင်တာမျိုးလေးလုပ်စေချင်တယ်။ ဲ့တော့တချို့သူတွေအတွက်ကကြတော့ okay လုပ်ငန်းဆောင်တာလေးနဲ့ပတ်သက်ပြီးတော့မှာတော့ငါတို့ကိစ္စငါတို့ရဲ့လုပ်ငန်းကစာချုပ်ချုပ်ဆရာတော့မလို့ပါဘူးကိုယ့်ရဲ့ရင်းနှီးတဲ့သူတွေနဲ့အလုပ်လုပ်လိုက်တဲ့ပါတနာတွေနဲ့အလုပ်လုပ်လိုက်တဲ့ဆိုရင်လည်းကျွန်မကတော့ပါပဲဖြစ်ဖြစ်နှုတ်ကတိထက်နှုတ်တရားစာတလုံးပေါ့နော်ဆိုတော့စာလေးစာဒီဒီ document လေးတခုခုကျင့်အောင် လုပ်စေချင်ပါတယ်ဆိုတော့အမ်ကျွန်မလည်း Mercury retrograde ပြီး ရီကာလာထဲမှာတော်တော်လေးဒီမှာလဲအမေရိကမှာလဲအမေဆုံးဒီအော်နောက်တစ်ခါကျတော့နီးပညာရဲ့ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှကမောက်ကမာလေးဖြစ်တာဘာလို့ချိုးသူတွေက internet တွေမရတာကိုယ်အင်ငယ် router တွေပြတ်တာလေးစစ်ပစ္စည်းတွေချိုးယွင်းတာဖုန်းတွေပျောက်တာမီးတွေပြတ်တာစသဖြင့် IT နဲ့ပတ်သက်တဲ့ကိစ္စရဲ့ကလေးမှာလဲကမောက်ကမာဖြစ်နိုင်ပါတယ်အဲ့တော့ communication ပိုင်းဆိုင်ရာနဲ့ပတ်သက်တာမျိုးပေါ့အချို့ကြတော့လေကိုယ့်ရဲ့ relationship တွေ၊နော်မိသားစုတွေ like um တုံငယ်ချင်းနေမိတ်ဆွေပေါင်းသင်းနေတချို့ကြတော့ရင်းနေရတဲ့သူတွေနဲ့အမ်ဒီဘယ်လိုပြောမလဲဆက်ဆံဆက်ဆံရင်းလေးတွေနည်းနည်းအတင်းမာမှုလေးဖြစ်တာမျိုးလေးတွေလည်းကြုံရတတ်ပါတယ်ဒါကြောင့်မို့အခုကာလလေးမှာစကားပြောဆိုတာပဲဖြစ်ဖြစ်နော်ကိုယ့်ရဲ့ဘေးနားမှာရှိတဲ့သူတွေနဲ့ communication လုပ်တာဖြစ်ဖြစ် clear communication ဖြစ်ပါစေ နောက်ခုတော့နောက်တစ်ခါကျတချို့သူတွေ over promise တွေမပေးမိပါစေနဲ့အဲ့ over promise တွေကနေကနေပြီးတော့ misunderstanding တွေဖြစ်ပြီးတော့မှကိုယ့်ရဲ့ communication လေးဆက်ဆံအာဒီဆက်ဆံရေးလေးတွေမှာနောက်ရက်ကလေးဝင်တတ်ပါတယ်အာနောက်တစ်ခါကျခဏပြောသလိုပဲဒီဒီ retrograde အဲကာလာပရီကာလာမှာတင်ကျွန်တော်တို့ US မှာအမေဇုန်က system breakdown ဖြစ်သွားတယ်တရက်က system breakdown ဖြစ်သွားတဲ့အခါကျတော့အမကျွန်တော်တို့တွေအဲကျွန်တော်တို့ shopping လုပ်ထားတဲ့ဟာတွေလည်းမရောက်မလာဘူး supplier တွေလည်းဒုက္ခရောက်အဲနောက်တစ်ခါကျတော့ delivery တွေလည်းဒုက္ခရောက်အလုပ်သမားတွေလည်းပြန်ရအိမ်ပြန်ရနိုးနိုးလာရနိုးအဲ့လိုမျိုးတွေကမောက်ကမလေးဖြစ်သွားသေးပါတယ်နောက်တစ်ခါကျတော့ ကျမဆေးသွားထိုးတယ်ကိုဗစ်ကိုဗစ်ဆေးသွားထိုးတော့လဲအဲဒီဆေးဆေးရကြော်ဒီမှာ pharmacy မှာပေါ့နော် CVS pharmacy မှာ assistant assistant ချိုးရင်းလို့ဆိုပြီးတော့မှအမဆေးထိုးဖို့စောင့်နေတဲ့လူတွေနောက်တစ်ခုကကျတော့အဆေးလာယူတဲ့သူတွေအမအမပြည်တနာအလိုလဲတွေ့ခဲ့ရသေးတယ်ဆိုတော့ဒါလေးတွေက primarine ကိုဒီလိုကမောက်ကမလေးတွေစားနေကြုံခဲ့ရပေါ့နော်နောက်တစ်ခုကကျတော့ကျမရဲ့ appointment name ကြောင်တက်ဖို့ကြောင်လျှောက်ဖို့ appointment တွေ reschedule ပြန်လုပ်ရရတယ် interview တွေ reschedule ပြန်လုပ်ရပါတယ်ဆိုတော့အခါကျတော့အဲဒါလေးကတော့ကျမရဲ့ experience လေးပေါ့နော်အဲနောက်တစ်ခုကတော့ကျမကိုယ့်ရဲ့အိန္ဒုတထာနော်ဒီအမျိုးသားနဲ့လည်းနည်းနည်းလေးစိတ်ပိုင်းဆိုင်ရာကတိကောက်လေးဖြစ်ရတဲ့ပါတယ်ဆိုတော့ဒါမျိုးလေးကျုံရတယ်ဘာပဲပြောပြော Mercury retrograde ပြန်လာရင်600ရာကြီးလား600ရာကြီးလားဆိုတော့600ရာမလိုပါဘူး ဒါပေမဲ့ကို့အနေနဲ့ဘာလဲဆိုโอเคအဲ့လိုအခြေအနေလေးတွေဖြစ်နေပြီဆိုရင်ကို့အနေနဲ့ awareness ဖြစ်တယ်ပေါ့နော်โอเคငါဒီအခြေလေးတွေဖြစ်နေဒီအခြေအနေလေးတွေကျုံနေရဆိုโอเคဒါက mercury retrograde ကာလမို့ ငါဒီလိုလေးဖြစ်နေတာဒီအခြေအနေလေးကြီးုံရတယ်လို့ကိုကအဲ့ဟာကိုတေချာ awareness တည်သွားတယ်ဆိုရင်ကိုအနေနဲ့စိတ်ကို calm down လုပ်လို့ရတယ်เนาะစိတ်ကိုထွာလုပ်လို့ရတယ်နောက်ခါကျတော့ okay lesson learn เนาะသင်ခန်းစာယူလို့ရတယ်ဘာပဲပြောပြော mercury retrograde မှာကြုံတွေ့ကြရတဲ့အရာပဲဖြစ်ဖြစ်ဘယ်လိုအရာပဲဖြစ်ဖြစ်ဒါ as a gift เนาะ universe ကနေပေးတဲ့တကယ်ကိုကောင်းမွန်တဲ့ um တကယ်ကို lesson တစ်ခုပါ တမိုးရှိတဲ့လက်ဆောင်တစ်ခုပါဆိုတော့ဘလို့ပဲအဲ့လိုမျိုး retrograde ကာလမှာပဲဖြစ်ဖြစ်အခုကာလမှာအဲ့လိုတွေကျုံနေရပြီဆိုလဲဒါ Mercury retrograde ရဲ့တက်ရောက်မှုတွေဆိုတာလေးကိုချက်ချင်းအဝဲအဝဲဖြစ်ပါစေအဲ့တော့ Mercury retrograde ကဒီကာလဒီကာလလေးဖြစ်တဲ့အဲ့ကာလလေးမှာလေအမ် yeah တတိချာချာလေးအတတိထားပြီးတော့မှအနေထိုင်မှာ clear communication လောက်ပါ နော်ကိုယ့်ရဲ့ဘေးနားမှာလုပ်ဖို့ကံပဲတည်နေဖြစ်ဖြစ် relationship တည်နေပဲဖြစ်ဖြစ်နောက်တော့ချိုးသွားမဲ့ခီးသွားမဲ့လုပ်ငန်းဆောင်တာတွေပဲဖြစ်ဖြစ်ဒါမျိုးလေးနဲ့ပတ်သက်တဲ့ခါမျိုးတွေမှာတေချာ double check ခဏခဏလုပ်ပါတချို့သူတွေကိုယ့်ရဲ့ဖုန်းထဲမှာရှိရတချို့ data ရဲ့ကလေးတွေနဲ့ပတ်သက်ပြီး data လေးနဲ့ပတ်သက်ပြီးတော့မှအပူ data လေးတွေအဲဘာလို့ဘာလို့ရမလဲဆိုပြန်ပြီးတော့မှ backend အနေနဲ့ယူထားတာမျိုးလေးပေါ့နော် system တခုချိုးရင်းတဲ့အခါကျအဲ့လိုမျိုးလေးလေးဖြစ်တတ်ပါတယ်ဆိုတော့ဒါကတော့အမ် ပြင်ဆင်တာတော့မမောက်ပေါ့လေနော်နောက်မျိုးလေးတွေအဲနောက်တစ်ခုကတော့ချိုးကျူလေးတွေအဲ DID နိပညာဒီလေးစပစ္စည်းနဲ့ပတ်သက်ပြီးတော့ပျောက်တာရှာတာမျိုးလေးတွေ တတိထားပါခပိုင်းနိုင်ခံရတာမျိုးစသဖြင့်အမျိုးလေးနဲ့ပတ်သက်ပြီးတော့မှတတိထားစေချင်ပါတယ်အဲ့တော့လေးစပစ္စည်းလေးပြက်တာမျိုးလေးလည်းတတိထားစေချင်ပါတယ်နော်ဆိုတော့မိမိအိမ်ထဲမှာရှိတဲ့အိမ်သုံးလေးစပစ္စည်းပဲဖြစ်ဖြစ်တကူရေသုံးလေးစပစ္စည်းလေးပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဒါမျိုးလေးလည်းပြက်တတ်တဲ့သဘောလေးလည်းရှိပါတယ်အဲ့တော့ mercury retrograde ကလူတိုင်းကိုဖြစ်မှာလား no လူတိုင်းနဲ့လည်းမသက်ဆိုင်ပါဘူးအဲ့တော့ ကြုံကြိုက်ကြီးလို့ကြုံရတဲ့သူလည်းကြုံရမှာပါပဲအဲ့တော့အရင်ကြီးလည်း panic ဖြစ်စရာမလိုပါဘူးအဲ့တော့ mutable sign လေးဖြစ်တဲ့ဘာကို um mutable sign လေးတွေဖြစ်တဲ့အဘာကိုရဲ့နောက်တစ်ခုကတော့ Gemini ရဲ့ um Gemini ဘာကို um Pisces yes Gemini ဘာကို Pisces and Sagittarius အဲ့ဒါလေးလေအဲ့ဒါတိထားပါ တတိထားတတိထားပြီးတော့မှပို့ပြီးတော့မှပေါ့နော်တက်ရောက်မှုလေးရှိရဲဆိုတော့တေချာလေးတတိထားပြီးတော့မှ Mercury Retrograde ထဲမှာအကောင်းဆုံးကြော်လာနိုင်